တော်မရင်းနှီးဘူးဒါပေမဲ့အဲအဲ့လူကနေကိုယ်ကလာပြောနေတဲ့အတန်ကြီးကြားရတယ်လို့အဲ့လူတယောက်ပုံစံတိုင်းကိုယ်ကလိုက်ပြီးတော့အတုခိုးနေတာတင်မအတုခိုးနေဆိုတော့ကောင်းတဲ့အတုခိုးဒါတက်ကိုသူ့လိုပုံစံမျိုးဖြစ်ချင်လို့လိုက်ပြီးတော့တင်မကိုယ့်ရဲ့ကိုရဲ့ကိုကိုကိုဆိုတဲ့ဟာပျောက်သွားပြီးတော့အဲသူ့အတိုင်းကိုလိုက်ပြီးတော့ကက်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 လုံနေတဲ့ဟာမျိုးတွေကအဲဒီစိတ်ချမိုင်းနဲ့ ဘက်ကကြည့်လို့ရှင်တော့ဒါမူမှန်နဲ့အဲယောဂပေါ့เนาะပြောမှာဆိုမူမှန်နဲ့ဒီစိတ်ကျမ်းမာရဲ့ stage တွေဖြစ်နေတယ်ဆိုတာကိုအာလေ့လာရတယ်ပေါ့အဆိုလိုဂျီနာကဘာလဲဆိုရှင်အစကစ်ဆိုဖေးနီယာဆိုရဲဒီစိတ်ယောဂါကလူကြီးပိုင်းညီမလည်းအဖြစ်များတယ်လူကြီးပိုင်းညီမဘလို့အဖြစ်များလဲဆိုလို့ရှိရင်ဥမာအရန်အလိုမျိုးအေးပြတ်ပြီးတော့အေးပြတ်ပြီးတော့အလိုမျိုးအလုံးလုံးကြတဲ့ဒူဒေးရယ်နောက်တစ်ခုကဒီမိသားစု ကိစ္စတွေအရန်တွေးတဲ့လူတွေရယ်စိတ်အပူလွန်းတဲ့လူတွေရယ် stress အရန်များတဲ့လူတွေရယ်ဖြစ်ချင်စောတွေတအားများနေတဲ့လူတွေမှာကအဲ့ဒီ schizophrenia ဆိုရယ်ယောဂမျိုးစိတ်ယောဂပေါ့နော်ဖြစ်တတ်ပါတယ်အဲ့ဒီတော့အဲ့ဒီစိတ်ယောဂမျိုးမဖြစ်အောင်ဘာလုပ်ရမလဲဆိုလို့ရှိရင်နံပါတ်1ချက်ကတော့အေးဝအေးရပါဖြစ်ပါတယ်ပြီးလို့ရှိရင်စိတ်ကိုလျှော့ချရမယ်ပေါ့နော်စိတ်ကိုလျှော့ချရမယ်ဆိုတာက तू ကငါမဟုတ်ဘူးငါက तू မဟုတ်ဘူး ကိုကိုလန်းကိုရှာအောင်မာတည်ရမလားကိုလန်းကိုရှာအောင်မဆိုကိုလန်းကိုကိုဖုံဖွားမှာသူ့ကိုသဘောချလို့သူ့ကိုနှစ်သက်လို့သူ့ကိုစံပြထားပြီးတော့သူ့ပုံစံတိုင်းကိုလန်းလို့သူဖြစ်ချင်သူ့လိုပုံစံမျိုးကိုဖြစ်ချင်မှာဖြစ်မှာဟုတ်တယ်မလားဆိုတော့ကျွန်တော်စိတ်ကို short ထားဖို့လိုတယ်အဓိကကတော့ဘေးနားပတ်ဝန်းကျင်ရဲ့ supporting လိုအပ်တယ်ကိုကခုလိုမျိုးကွာမထင်မပဲနဲ့အလိုမျိုးအနားထဲမှာအတတ်မျိုးစုံကြားလာရပြီးတော့အဲအဲ့မပြောတော့ဘူးလို့ဆိုလို့ရှိရင်အဲ အနည်းဆက်ဆုံးဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့သူကိုအဲဆရာဝန်တို့မဟုတ်နားတဲ့တီချွတ်တဲ့လူတွေကိုသွားမေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းတာဖြစ်ပါရဲ့ရှင်အဲ့တော့ဒီကတော့ဒါပထမဆုံးလုပ်တဲ့ဗီဒီယိုပေါ့နော်ဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးအဲ sharing လုပ်တဲ့ပထမဆုံးဗီဒီယိုဖြစ်တဲ့အကြောင်းကိုနောက်ဗီဒီယိုတွေကိုလည်းထပ်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်လိုအပ်တာရှိများကိုလိုအပ်တာရှိတဲ့ဆိုလို့ရှိရင်လည်းအကြံဉာဏ်ပေးကြဖို့ညွှန်လင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်